တာလီစောပါဒီကနေ့နိုဝင်ဘာလ28ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအေးမြတ်ခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့လင်းမျက်နာမျိုးနေကစစ်တပ်စခန်းတရှိုးကိုအေးအေးနဲ့ပူပေါင်းတပ်တွေကထပ်မံသိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းအေးအေးနဲ့ဆက်ဆက်တယ်ဆိုပြီးထောင်ရှားခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတယောက်လွရဲ့ဆွေလို့စစ်တေထောင်ကပြန်လွတ်လာခဲ့ပေမဲ့ထောင်ပေါ်မှာပဲပြန်လေဖန်စီခံလာရတဲ့ဆိုတဲ့သတင်း စစ်တွေအခြေဆိုင်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ရသေးတောင်မျိုးတွေကအယက်သားအမျိုးသမီးတယောက်ဒဏ်ရာရရှိသွားတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။လင်းမျက်နှာမျိုးနဲ့တင်းနှုံကုန်းကြီးရွာပတ်ဝန်းကျင်ကစစ်တပ်ရဲ့ရှေးတန်းစခန်းကုန်းတစ်ချို့ကိုအေးအေးနဲ့ပူပေါင်းတပ်တွေကထပ်မံသိမ်းပိုက်လိုက်တယ်လို့သိရပါရယ်။ EAWD တိုင်းပတ်သိမ်းခရိုင်တာပေါင်းမျိုးနဲ့လင်းမျက်နှာမျိုးနဲ့ရောမှာ စစ်တပ်နဲ့အေအေမဟာမိတ်ပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးအနောက်တောင်တိုင်းစစ်ဌာနရှုပ်နာတာခါကတန်ရာရစစ်သားအလွန်များပြားနေတယ်လို့သိရပါတယ်။ဒါကြောင့်မဆာရလေးဆေးုံမှာတန်ရာရစစ်သားတွေစုပြုံနေပြီးနေရာအခက်အခဲဆေးဝါးသွေးနဲ့ဆရာဝန်သူနာပြုမလောက်ငားတဲ့အတွက်ကြောင့် ဘူကြီးပုံမူလိုအရေးကြီးတဲ့အထက်လူနာတွေကိုတော့ရန်ကုန်မင်္ဂလာတုံစစ်ဆေးရုံကိုရရှာပို့ဆောင်ပေးနေတယ်လို့လည်းအထူးမှုခင်းတပ်ဖွဲ့ပသိင်ရဲ့နိုဝင်ဘာလ24ရက်နေ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိတိုက်ပွဲတွေဟာရွှေတောင်ရွံမြို့အနီးကမကြီးစင်ရွာနဲ့တာပေါင်းမြို့နယ်အထက်ကတိဖြူရွာဖက်တွေမှာအပြင်းထန်ဖြစ်ပွားနေတယ်လို့ပသိမ်မုံရွာလမ်းပိုင်းတစ်လျှောက်မှာလည်းဖြစ်ပွားနေတယ်လို့သိရပါဗျ။ လင်းမျက်နာမျိုးနဲ့ဟာဟင်္သဒခရိုင်ကွင်းကောက်မျိုးမှာရှိတဲ့စစ်တပ်ရဲ့တမ်းမြင့်လေးကျင့်ရေးကြောင့်တတကငါးကိုအင်အားအများအပြားဖြစ်တင်ခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုန်တွေကိုလည်းပုံမုံလှုပ်ဆောင်လာနေတယ်လို့ဒေသခံတွေကပြောကြပါဗျရှင်။အရခတ်တက်တော် AA နဲ့ဆက်ဆက်တဲ့ဆိုကစစ်တွေအကျဉ်းထောင်အတွင်ဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအမျိုးသားတယောက်ဟာ လွယ်ရစေလို့ပြန်လည်လွန်မြောက်လာခဲ့ပေမဲ့ထောင်ပိုးဝါမှာပြန်လည်ဖန်ဆီးခံလိုက်ရတယ်လို့သိရပါဗျ။လွယ်ရစေလို့ပြန်လည်လွန်မြောက်လာပြီးတဲ့နောက်ထောင်ပိုးဝါမှာပြန်လည်ဖန်ဆီးခံလိုက်ရသူကတော့စစ်တွင်မျိုးရွာကြီးတောင်ရက်ွက်ကအသက်40အရွယ်ဦးပြဖြိုးအောင်ဖြစ်ပါတယ်။သူ့ကိုစစ်တပ်ကနိုဝင်ဘာလ25ရက်နေ့မှာလွယ်ရစေလို့စစ်တွေထောင်ကနေပြန်လွတ်ပေးခဲ့ပေမဲ့ထောင်ဝါမှာရင်ပြန်လည်ဖန်ဆီးခံလိုက်ရတာပါ။ ဥပ္ပဖြိုအောင်ကိုနောက်ထပ်အမှုတစ်ခုဖွင့်ကထောင်ဒဏ်၁၀နှစ်အထိရှာမှတ်လိုက်ကြောင်းပြောဆိုမှုတွေရှိနေပေမဲ့လည်းနရီစီယာအနေနဲ့အတည်မပြုနိုင်သေးပါဘူး။သူ့ကိုအေအေနဲ့ဆက်သွေးရှိတယ်လို့ဆိုကစစ်တပ်ကဖမ်းဆီးခဲ့ပြီးတဲ့နောက်ပုံမှန်905ကကြီးနဲ့အမှုဖွင့်ဖမ်းဆီးခဲ့ကထောင်ဒဏ်၃နှစ်ရှာမှတ်ခဲ့တာပါ။ပြီးခဲ့တဲ့ဇူလိုင်လ17ရက်နေ့ကလည်းအေယဝတီတိုင်းပသိမ်အကျဉ်းထောင်ကလွတ်ရက်စီပြီးပြန်လွတ်လာတဲ့ ရခိုင်နိုင်ငံရေးအကျဉ်းသား20လောက်ကိုလည်းထောင်ပိုးဝမှာပြန်လည်ဖမ်းဆီးကထောင်ဒဏ်10နှစ်ကနေတသက်တကျွန်းအထိကြာခံနိုင်တဲ့အကြမ်းဖက်ဥပဒေပုံမှန်90ညနဲ့အမှုဖွင့်ခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။စစ်တွေအခြေဆိုင်စစ်တပ်ရဲ့တပ်စခန်းတွေကနေလက်နက်ကြီးချင်းနဲ့လှမ်းပစ်တဲ့အတွက်ရသေးတောင်မျိုးတွေကဒေသခံအရဲသားအမျိုးသမီးတယောက်မှာထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ ဒဏ်ရာရရှိသွားသူဟာရသေးတော်မျိုးနဲ့မိုးစေးကျွန်းညောင်ပင်လီကျေးရွာကအသက်60အရွယ်ဒေါ်ဦးမစိန်ဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာစစ်တွေအခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့တရင်တစ်ခုကမိုးစေးကျွန်းဖက်ကိုလက်နက်ကြီးကြီးအလုံး20ထပ်မင်းပစ်ခတ်ခဲ့ရမှာအဲ့ဒီအထက်ကတလုံးဟာညောင်ပင်လီကျေးရွာက လေကွင်းပြင်တစ်ခုကိုကြာရပောက်ခွေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုပောက်ကွဲခဲ့တဲ့အတွက်လေကွင်းမှာစပားရိတ်နေတဲ့ဒေါ်ဦးမစင်ရဲ့ဦးကောင်းနဲ့ခန္ဓာကိုယ်အနှံ့မှာဒဏ်ရာရရှိသွားခဲ့လို့အရေးပေါ်စီကူတာမှုခံယူနေရတာပါပြီးခဲ့တဲ့အောက်တိုဘာလ30ရက်နေ့နေ့လေကလည်းရသေးတော်မျိုးနဲ့အောက်စီကိုင်းကြီးရွာကိုစစ်တွေအခြေဆိုင်စစ်တပ်ရဲ့တပ်ရင်းတစ်ခုကနေဒရုန်းနဲ့လာရောက်ပုံကျခဲ့တာကြောင့်နှစ်ဦးသေဆုံးခဲ့ပြီးတော့သုံးဦးဒဏ်ရာရရှိသွားခဲ့ပါတယ် ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နယ်နဲ့ရသေးတောင်မြို့နယ်အတွင်းကရခိုင်ရေပိုင်းနဲ့အတွင်းကျူးကျော်ဝင်ရောက်ကတရားမဝင်ငါခိုးဖမ်းသူဘင်္ဂလားဒေ့ရှ်နိုင်ငံသား12ယောက်ကိုငါဖမ်းဆက်လေနှစ်စီးနဲ့အတူအရခတ်တတော် AA ရဲ့ကမ်းခြေဆောင်လုံခြုံရေးတပ်ဖွဲ့ကမနေ့ကဖမ်းဆီးလိုက်တယ်လို့သိရပါဗျာ။မောင်တော်မြို့နယ်ရွှေနုကြီးရွာရဲ့အနောက်ဘက်ကမ်းဆက်မှာ မနေ့ကမနေ့6နာရီ34မိနစ်ကကျူးကျော်ဝေရောက်ငါခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါဖမ်းသမား6ယောက်ပါဆက်လီတစီကိုအရခကန်ကြည့်ဆောင်လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒါအပြင်မနေ့ကမနေ့9နာရီ7မိနစ်လောက်မှာလဲရတိတော်မျိုးနဲ့ကိုဒန်ကောက်မွတ်စလင်ကြီးရွာရဲ့အနောက်ဘက်ကန်ယူဒန်ကန်ဆတ်မှာငါခိုးဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါဖမ်းသမား6ယောက်ကိုလည်းဆက်လီတစီနဲ့အတူထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ သူတို့တွေကိုတရားဥပဒေနဲ့အညီထိရောက်စွာအေးအေးယူဆောင်ရွက်ရေးအတွက်ထိမ့်သိမ့်စစ်ဆင်နေတယ်လို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်နေဆက်တခြားကိုအေးအေးထိန်းချုပ်လိုက်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကငါဖမ်းသူတွေဟာရခိုင်ရေပိုင်နယ်အထက်ကိုကျူးကျော်ဝင်ရောက်ပြီးကံယူတဲ့အနည်းအထက်လာရောက်ငါခိုးဖမ်းမှုတွေနှင်းစင်လို့လို့ရှိနေတာပါ။ငါဖက်ဆက်လေတွေနဲ့အကြံဖက်လက်နက်ကင်တွေလည်းဝယ်ရမှုနေရှိနေတာကြောင့် AA ကအချိန်ပြည့်စောင့်ကြည့်နေတယ်လို့သိရပါရဲ့ရှင်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့လေတက်စူဦးစီးအရာရှိရှုပ်ရာထူးကနေအနာပေးခံရပြီးတိုင်းမှုနှစ်ဦးစစ်ဆေးခံရကလျှက်စစ်နဲ့စွမ်းအင်တူဝန်ကြီးထိမ့်သိမ်းခံရတယ်လို့သိရပါတယ် နိုဝင်ဘာလအတွင်းစစ်အုပ်စုဘူရှုံနဲ့ဘူရှုံအထက်အရာရှိအနည်းဆုံး3ဦးအေးအေးခံရသလိုစစ်စေးမင်းမြန်နာတွေကိုလည်းခံနေကြရပြီးဒုဝန်ကြီးတဦးလည်းထိမ့်သိမ်းခံခဲ့ရပါတယ်။လေတပ်စစ်ဦးစီးအရာရှိရှုပ်ဒုတိယဘူရှုံကြီးဇော်ဝင်းမြင့်ကိုလီယင်မုံတွေပင်ပန်းနေပြီးဖြစ်တဲ့အတွက်အချင်းရေရှော့ပြန်ဖို့တင်ပြရာကနေရာထူးကနေအနာပေးကြရဖြစ်ပါတယ်။အနောက်မြောက်တိုင်းတိုင်မူနာမခဘူရှုံမြို့မင်းထွေးဟာလည်းအာဂတိမှုနဲ့ စစ်စင်ရင်မအောင်မြင်မှုတွေကြောင့်ဖက်စီစစ်စစ်ခံနေရပြီးကံယူရန်တိုင်းမူဘူရှုပ်ကြောကြောဟန်လဲမောတော်မျိုးတော်လည်းရတပ်ဖွဲ့တွေကတင်ပိုက်လိုက်တာကိုခံလိုက်ရတဲ့အတွက်စစ်စစ်ခံနေရတယ်လို့သိရပါတယ်။လျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနကဒုဝန်ကြီးတန်စင်ဟာလည်းအလွေးသုံးစားမှုလက်ပေးလက်ယူမှုတွေနဲ့ဖန်ဆီးခံနေရတယ်လို့စစ်တပ်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဟောင်ကောင်ရဲ့ခေတ်သစ်သမိုင်းမှာအဆိုးဝါးဆုံးအထက်မြင့်တိုက်ခန်းတွေမိလောင်မှုအတွင်သေဆုံးသူအရေအတွက်83ဦးအထိမြင့်တက်လာခဲ့ပါတယ်။ဒုတိယနေ့အဖြစ်ကြာတာပတိနေ့မှာဟောင်ကောင်မှာရှိတဲ့အထက်မြင့်တိုက်ခန်းတွေမိလောင်မှုကိုညှိသက်ဖို့မိသက်သမားတွေကြိုးပမ်းနေကြပြီးတော့သေဆုံးသူအရေအတွက်ဟာရာဂနဲ့နီးပါးအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ မိလောင်နေတဲ့အစာအုပ်ဟာပြည်မာကြီးနေဆက်အနီးမှာရှိတဲ့ဟောင်ကောင်မြောက်ပိုင်းစင်ချေဖုံရပ်ကွက်တစ်ခုဖြစ်တဲ့တိုင်ပိုခရိုင်မှာရှိတဲ့လူထောင်ပေါင်းများစွာနေထိုင်တဲ့အစာအုပ်တစ်ခုဖြစ်ပါတယ်။မိသက်သမားတွေမိလောင်နေတဲ့မျောစင်တွေကိုဒုတိယနေ့အဖြစ်မိညင်သက်နေစဉ်လက်ရှိအချိန်အထိလူရေစုဝေးရာဝန်ဖက်တရားရုံးအစာအုပ်ရဲ့ပတင်းပေါက်တချို့ကနေမိခိုးတွေထူထပ်စွာထွက်ပေါ်လာနေရတာကိုတွေ့မြင်ရတယ်လို့ဆိုပါတယ်။ မိသက်သမားတွေကတော့မျှော်စင်ခုနှစ်ခုမှရှိတဲ့ unit အလုံးကိုဝင်ရောက်ကစေဖို့ကြိုးစားနေစေ ဖြစ်ကြောင်းအရာရှိတွေကပြောကြပါဗျ။လူဘလောက်ပျောက်ဆုံးနေပြီးပိတ်မိမှုတွေရှိနေတယ်လဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ဆိုပါရယ်။ဟောင်ကောင်ကောင်းဆောင်ဂျွန်လီကကြာသပတေးနေ့အစောပိုင်းမှာလူ289ဦးနဲ့အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ပြောကြားထားပါဗျ။နရီစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နရီစီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီစီယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။